ဆိုတော့ရှင်ဘောလူကကြတော့တစ်ချိန်က မသိလို့သူကမသိလို့ဆန့်ကျင်မိတာယေရှုကသူမသိလို့ဆန့်ကျင်မိတာယေရှုကဘလို့အလိုရှိတယ်လဲယေရှုကဘလို့လူလဲသူဘာတွေမှာသွားလဲသူ့ရဲ့ဆုံးမဩဝါဒတွေကဘာလဲသူပညာခဲ့တဲ့ပညာသစ်တွေကဘာလဲသူမသိပဲနဲ့ဆန့်ကျင်နေတာဒီနေ့ခရိယန်တွေကကြတော့သခင်ယေရှုရဲ့အလိုတော်ကဘာလဲသိတယ် ။သခင်ယေရှုဆုံးမဩဝါဒကဘာလဲသိတယ်။သခင်ယေရှုပညတ်သွားတဲ့ပညတ်တွေကဘာလဲသိတယ်။သိသိချင်းနဲ့စန့်ကျင်နေတာပိုဆိုးပြီ။ကိုကိုကိုခရိယန်လို့လည်းခေါ်တယ်။ယေရှုအကြောင်းလည်းပြောတယ်။ဒါပေမဲ့ကိုယ့်ရဲ့လောက်ရက်တွေဟာထိုယေရှုကိုစန့်ကျင်နေမှန်းတော့မသိကြဘူး။ဥပမာအနေနဲ့ဆိုရင် ကျွန်တော်တို့ရှမသဲ6တိက္ကနေ78မှာသခင်ယေရှုက မင်းတို့အလှကိုပေးရင်လက်ရလက်အလှကိုလက်ဝဲလက်မသိစေနဲ့မင်းတို့အစာရှောင်ဥပုပ်ဆောင်နေတယ်ဆိုတာ လူတွေမြင်အောင် လူအထင်ကြီးအောင်ဥပုပ်မဆောင်နဲ့အစာမရှောင်နဲ့မင်းတို့ဖယားဝန်တိုင်းမွေးလျော်နေတယ်ဆိုတာဖယားသိအောင်ပဲလို့လူတွေသိအောင်မလုပ်နဲ့သခင်ယေရှုကဒီတိုင်းပြောသွားတယ်ဒါပေမဲ့ဒီနေ့ခရိယာနေနားထောင်လာ ဧဝံဂေလိလည်းလှုပ်တယ်။တရားလည်းဟောတယ်။လက်ရလည်းလှူတဲ့လူကိုလက်ဝဲလက်တယ်မကဘူးတကဘာလုံးသိအောင်ကြော်ညာနေခြင်းဟာခရစ်တော်ကိုစန့်ကျင်နေခြင်း။ဒီနေ့အများကြီးခရစ်တော်ကို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 ခရစ်တော်နဲ့စန့်ကျင်မှဖြစ်လို့ဖြစ်မှမသိဘူး။ဒီနေ့ကျွန်တော်အစာရှောင်နေပါလေဆိုတာလူတွေအသင်းသားတွေသိအောင်နေမကဘူးတကဘာလုံးသိအောင် ကိုယ့်ရဲ့ social media တွေမှာကြွားနေတာ။ ခရစ်တော်ကိုစန့်ကျင်နေတာကျွန်တော်ဒီနေ့အစာရှောင်နေတယ်ကျွန်တော်ဘယ်နှရရှိပြီးအစာရှောင်နေပါလဲဒီအသင်းတော်မှာအစာရှောင်စည်းဝေးဟာဘလို့လုပ်နေပါလဲဘလို့ပါဝင်နေပါလဲဆိုတာဒီအားလုံးဟာခရစ်တော်ကိုစန့်ကျင်နေတယ်ဆိုတာတို့မသိကြဘူးလူတွေရှေ့မှာမင်းတို့ကြည့်ရင်တော့လူတွေစီကအကျိုးရမယ်ဖယားတိအောင်မင်းတို့ကြည့်ရင်တော့ဖယားသခင်စီကအကျိုးရမယ်ဟာလေလုယာ ရှင်းရှင်းလေးပဲပြောထားတယ်ဒါပေမဲ့ဒီနေ့ခရစ်ယာန်နေမသိဘူးလားဒီကျမ်းပိုင်ကိုသိတယ်ဒါပေမဲ့နားထောင်လားနားမထောင်ဘူးစန့်ကျင်တယ်ပါဇက်ကတော့ယေရှုအကြောင်းရန်အရန်ပြောပေမဲ့ယေရှုရဲ့ဇကားတွေကိုစန့်ကျင်နေတဲ့ခရစ်ယာန်တွေအများကြီးအဲ့ဒါကြောင့်တချို့မယုံကြည်သူတွေတောင်မှသဘောပေါက်နေပြီသင်သွားလူနေရင်သင်ဖုန်းကိုပိတ်ထားပါလို့တောင်မှရေးနေကြတယ်ခရစ်ယာန်တွေကမရှက်ကြဘူး ရိယာနေမရှက်ကြယေရှုကိုစန့်ကျင်နေမှန်းမသိစန့်ကျင်နေကြတယ်ယေရှုအကြောင်းကို ပြောရင်တန်လန်းနဲ့စန့်ကျင်နေကြတယ်ဆိုတာသူတို့မသိဘူးမဖြစ်တဲ့ဘူးခရိယာထိုယေရှုအကြောင်းကိုသင်ပြောသလိုထိုယေရှုရဲ့စကားကိုနားထောင်ဖို့ပိုအရေးမကြီးဘူးလားအဲ့ဒီယေရှုအကြောင်းကိုကိုပြောပြီးအဲ့ဒီယေရှုရဲ့စကားကိုနားမထောင်ရင်မယုံကြည်သူတွေကသင်တို့ကိုထောက်လိုက်တွေ့လား သူတို့ပြောတဲ့ယေရှုစကားသူတို့နားမထောင်သခင်ယေရှုမှာခဲ့တဲ့တရားတွေကို မကျင့်ကြဘူးပြီးရင်သူတို့ကပဲဖျားစိတ်နဲ့တွေ့နေသလိုလိုပဲသူတို့ကပဲဖျားအလုပ်ကိုအယံလုပ်နေသလိုလိုပဲသူတို့ကပဲအငယ်ဆုံးသောသူတွေကိုအယံချစ်နေသလိုလိုပဲလုံနေတဲ့အလုပ်တွေဟာစန့်ကျင်နေပြီအဲဒါကြောင့်ယုံကြည်သူတွေအထူးတတိထားရမယ်